အိန္ဒိယနိုင်ငံကစစ်ဘက်ဆိုင်ရာအာဂါတမူဝါဒတွေမကြာမီမှာထုတ်ပြန်မယ်လို့ဆိုပါတယ်ဒေတာရင်းနိုင်ငံအနေနဲ့ရှင်ပြန်မှုမြင့်တက်လာတဲ့အချိန်မှာအိန္ဒိယဘက်ကလည်းပြင်ဆင်လာတာဖြစ်ပါတယ်အာဂါတနယ်ပယ်ဟာအနာဂတ်စစ်ပွဲတွေကိုလွှမ်းမိုးမယ်နယ်ပယ်တစ်ခုဖြစ်ထွက်ပေါ်လာစဉ်အိန္ဒိယအနေနဲ့စစ်ဘက်ဆိုင်ရာအာဂါတစီးမြင့်မူဝါဒကိုမကြာမီမှာထုတ်ပြန်ကြေညာတော့မယ်လို့အိန္ဒိယစစ်တပ်ဦးစီးချုပ်ဘိုဂျိုဂျီကပြောပါတယ် တရုတ်ဟာအာဂါသဆိုင်ရာလုံလိုက်စွမ်းကိုညံဆန်တဲ့နှုံနဲ့ချဲ့တွင်နေပြီးဖြစ်နိုင်ခြင်းအားဖြင့်ဂျိုရုတွေကိုလုံမလုံနိုင်စေဖို့ဒါမှမဟုတ်ချုံရင်းစေဖို့ဂျိုရုတွေကိုဟက်ကင်းလုပ်ဖို့လှုပ်ဆောင်မှုတွေရှိနေတဲ့ချိန်မှာအိန္ဒိယကတည်ထားလာတာဖြစ်ပါလေဗပောင်းဆောင်ပေါင်းစည်းထားတဲ့စစ်မှုထံကာကွယ်ရေးဌာနချုပ်ရဲ့ဌာနအဖွဲ့တစ်ခုဖြစ်တဲ့စစ်မှုကာကွယ်ရေးအာဂါသအေဂျင်စီကစီးမင်းမူဝါဒကိုနှစ်လသုံးလတွင်ထုတ်ပြန်ပွဲရှိကြောင်းပြောပါလေအာဂါသနဲ့နေပညာစွန့်ရင်ဆိုင်ရာမှာ အိန္ဒိယဟာတရုတ်ထက်တာလွန်တယ်လို့ဆိုပါတယ်အိန္ဒိယနိုင်ငံရှင်တွေဟာကမ္ဘာထိပ်တဲ့နေဖြစ်ပြီးတရုတ်ထက်နှားတစ်ဖြားတာနေတဲ့အတွက်ကြောင့်ဒီအာဂါဒကိစ္စမှာလည်းတရုတ်ကိုအပြတ်ဖြတ်ဖို့အိန္ဒိယကကြိုးပမ်းလာတာဖြစ်ပါတယ်အိန္ဒိယနိုင်ငံအနေနဲ့ကမ္ဘာဂျိုးပလန်အာဂါဒဆန်ရပေါ်အယုံဆိုင်မှုကိုတိုးမြှင့်ရမှာဖြစ်ပြီးစစ်ဘက်လုံနိုင်ဆွဲကိုမြင့်တင်ကဒီတမိုးရှိအရင်မြစ်ပစ္စည်းတွေကိုတရုတ်ရဲ့ချိန်ချောင်းမှုတရံကလည်းကာကွယ်ဆောင်ရှောက်ရမယ်လို့ဗိုလ်ချုပ်ကြီးကပြောပါတယ် မျိုးသားစစ်ပအာဂါဒမူဝါဒတရားနဲ့ပတ်သက်ပြီးကျွန်တော်တို့လှုပ်ဆောင်နေတယ်လို့အိန္ဒိယဦးစီးချုပ်က2025အိန္ဒိယစစ်ပအာဂါဒဖိုရမ်ရဲ့အစီအစဉ်မှာပြောဆိုခဲ့တာဖြစ်ပါလိမ့်။2025အိန္ဒိယစစ်ပအာဂါဒဖိုရမ်ဟာစစ်ပလေလံမှုနဲ့စီစစ်ခဲ့ဖြစ်မှုဆိုင်ရာအင်စတီကျူမှာစတင်ပြုလုပ်တဲ့၃ရက်တာအခမ်းအနားဖြစ်ပါလိမ့်။ခုလှုပ်ဆောင်ချက်ကစိန်ခေါ်မှုတစ်တွေကိုရှင်ပြိုင်မဲ့စစ်ပလုံနယ်စွန်းကိုအားကောင်းစေဖို့နဲ့ အာဂဒါချေဘူးတမိုးရှိရင်မြင့်ပစ္စည်းတွေကိုကောက်ကွယ်ဆောင်ရှောက်မဲ့အိန္ဒိယအစိုးရရဲ့ကြိုးပမ်းမှုပဲဖြစ်ပါတယ်တရုတ်ဟာဂျမ်းမာတဲ့သုံးမျိုးဂျိုရုအချက်ပြလှိုင်းတွေကိုနှောက်ရက်ပြီးတော့ဖြက်စီးမဲ့လုံနိုင်စွမ်းနဲ့တခြားဂျိုရုဖြက်နေပညာတွေပိုင်ဆိုင်ထားပါတယ်။အာဂါဒါဆိုတာကစစ်ပွဲတွေကိုလွှမ်းမိုးမဲ့နယ်ပယ်သစ်တစ်ခုဖြစ်ပေါ်ထွက်လာပါတယ်။ကျွန်တော်တို့အနေနဲ့အာဂါဒါစစ်ပွဲဆိုင်ရာစိတ်ကူးအိုင်ဒီယာအသစ်တွေနဲ့လုံနိုင်စွမ်းတွေကိုအားပေးမြင့်တယ်မဲ့အလေးထားကိုဖန်တီးဖို့လိုပါတယ်။ ဒီလေထားကအဂတတော်စံသစ်တို့အတွက်တည်ထွင်မဲ့အလားအလာရှိတဲ့သူရိဒနာယူဆမူဝါဒတွေနဲ့မဟာပြူဟာပတ်သက်ပါတယ်။ဒါဟာပေါ်ထွက်ဆလုပ်ငန်းတွေဖန်တီးအောင်တသက်မဟုတ်ပါဘူး။အဂတစစ်ဘုံနဲ့ပတ်သက်လို့စိတ်ကူးစိတ်တန်းတွေပါ။အများကြီးပတ်သက်နေပြီလို့အိန္ဒိယစေဥစီချုပ်ကပြောပါတယ်။ဒါပြင်အိန္ဒိယအနေနဲ့ကမ္ဘာလုံးဆိုင်ရာအဂတဆိုင်ရာအင်အားကြီးနိုင်ငံဖြစ်နေရယူနိုင်ဖို့လိုအပ်ကြောင်းလဲထည့်သွင်းပြောကြားသွားတာဖြစ်ပါလိမ့်။